အားလုံးပဲမင်္ဂလာပါခင်ဗျလက်ကီဒိုဒီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဆက်တလပိုင်း၁၆ရက်နေ့ကျွန်တော်တို့၁၇မိနစ်နဲ့၄နိုင်ခွဲအတွက်နေကုန်အတွက်ဒူတီလေးကိုတွက်ပြပေးတော့ပါမယ်ခင်ဗျပထမဆုံးကျွန်တော်တို့၁၆ရက်နေ့၁၇နိုင်၁၀မိနစ်အတွက်ဒူတီလေးကိုစာပြီးကြည့်ပေးပါခင်ဗျเนาะကျွန်တော်တို့၁၆ရက်နေ့မတွက်ခင်မှာ၁၈ရက်နေ့ကိုပြန်ကြည့်မယ်ဆိုရင်၁ရက်နေ့မှာကျွန်တော်က main ခွဲကို10နဲ့10နှစ်နဲ့96နဲ့ပြေးတာခင်ဗျเนาะကျန်တဲ့အခု9ကတော့အရန်ခွဲကထွက်တာပေါ့ เนาะมันน่ะปาไอ้ยางกั่วก็ถั่วตัวเลยบ่เนาะเจอดีมาซวย619ไถ่เนี่ยคน2ตัวญาบ่เนาะคน2ตัวญาไปเนี่ยสรเนาะ9ခု9ခု9တူညာဘာအရန်တက်ကထွက်သွားပါရဲ့နေကုန်ထဲမှာဆိုတော့နေကုန်တို့ပြောတာလည်းတွေ့နော်အခုကျွန်တော်ဆက်စီရက်နေ့17နိုင်10မိနစ်အတွက်နော်ပထမဆုံးကျွန်တော်တို့ထိပ်စီးပိုင်းလေးကိုကျွန်တော်စပြောပြပါခင်ဗျပထမဆုံးကျွန်တော်ထိပ်စီးပိုင်းလေးကိုကြည့်မယ်ဆိုရင် တရား1ရယ်ကျော်တို့ရ9ရယ်เนาะဒီနှလုံးပေါင်းခြင်းက9ရတယ်9ရဲ့နှက်ခတ်ပေါ့เนาะ9ရဲ့နှက်ခတ်ကကျွန်တော်တို့300ဟုတ်ပြီเนาะ9ရဲ့နှက်ခတ်က3ဆိုတော့ကျွန်တော်တို့ဒီမမာရအောင်ပြီလဲ3ထိတ်ရှိရတော့ပြီခင်ဗျဟုတ်ပြီเนาะတင်းနဲ့၄နဲ့ပေါင်းခြင်းက9 9ရဲ့နှက်ခတ်က3ကျွန်တော်တို့3ထိတ်စီရတော့ပြီနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်เนาะနောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်လည်းဒီက9ရဲ့ နော်9ရက်ရှိရဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းက73 3ရက်နဲ့ခတ်က9ဟုတ်ပြီနော်ဒီမှာလည်းကျော်တော့ပါထွက်သွားပြီလေဆိုတော့9ထိပ်စီထွက်သွားပြီဒါကြောင့်မို့လာမယ့်ကျော်တော့77ရက်နေ့72နာရီတစ်မိနစ်မှာဒီဟာ2ရက်9ရက်ဒီနှလုံးပေါင်းခြင်းက71 1ရက်နဲ့ခတ်က8ဟုတ်ပြီနော်တရနက်ခက်က၈ဆိုတော့ကျွန်တော်တို့ဗာထိတ်စီရသွားပြီလဲဆိုတော့ ရှစ်ထိတ်စီရပါတယ်ဟုတ်ပြီနော်စစ်တလုံးကျွန်တော်တို့ထိတ်စီရသွားပြီအပိတ်လေးကိုခြေပေးပါခင်ဗျเนาะအပိတ်ကဏ္ဍလေးကိုခြေပေးပါ7နိုင်10မိနစ်တဲ့အပိတ်ကဏ္ဍလေး7နိုင်10မိနစ်တဲ့အပိတ်ကဏ္ဍလေးဟာဒီနှလုံးပေါင်းခြင်းเนาะဒီတင့်နဲ့တင့်နဲ့တင့်နဲ့ပေါင်းတော့2 2နဲ့ပါဝါက9ဟုတ်ပြီ2ပါဝါ9ဆိုတော့ဒီမှာလည်းကျွန်တော်တို့ပါထွက်သွားပြီလေ9အပိတ်နဲ့39ထွက်တာလေ ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်ပေးပါခင်ဗျနောက်တစ်ခုကလည်းဒီက9နဲ့10နဲ့ပေါင်းခြင်း9နဲ့10နဲ့ပေါင်းခြင်းက6ရဲ့ပါဝါက1ပေါ့ဟုတ်ပြီ6ပါဝါ1ဆိုတော့ဒီမှာလည်းကျွန်တော်1အပိတ်နဲ့50နဲ့1ထွက်လာတယ်ဟုတ်နော်51ထွက်လာတယ်ဆက်စည်းရနေ့7နှစ်နိုင်10မိနစ်မှာကျွန်တော်တို့ပိတ်နိုင်လေးရှိတဲ့ကဏ္ဍလေးဟာ2နဲ့9နဲ့ပေါင်းခြင်းက6ရဲ့ပါဝါက4 ဟုတ်ပြီเนาะကိုယ့်ရဲ့ပါဝါ၄ဆိုတော့ဒီမှာကျွန်တော်တို့၄လက်ပိတ်မယ်စစ်စနဲ့၄တစ်ခွက်ပဲထွက်တယ်ခင်ဗျเนาะဒါကတော့ကျွန်တော်တို့အတွက်ဒီတိုင်းကြားခဲ့တယ် main ခွက်တစ်ခွက် all ခွက်တစ်ခွက်ပေါ့ခင်ဗျเนาะစစ်စက်၄တစ်ခွက်ပဲထိုးရမယ်စနေနိုင်10မိနစ်เนาะဒါက7နာရီတမနေ့နဲ့ညနဲ့ကြောင်းပြန်တို့ကိုထိုးပေးပါ။အနေနဲ့ညနဲ့ကြောင်းပြန်လေးထွက်တတ်ပါလေခင်ဗျာနော်။နေကုန်တက်မှအများဆုံးမှ2ခွက်3ခွက်ပေါ့ main ခွက်။အရင်ခွက်ထိုးခြင်းတဲ့သူရောအရင်ခွက်ပါရေးပေးပါမယ်ခင်ဗျာ။အခုကျွန်တော်ညနေပိုင်းတော့ပြမယ်နော်။အနောက်ပိုင်းတော့ကျွန်တော်74တခွက်ရသွားပြီ။ ျွန်တော်ညနေ၄နာရီခွဲဝေချင်မယ်ဆိုရင်ဟုတ်ပြီနော်ညနေ၄နာရီခွဲဝေကျွန်တော်တို့ကြည့်မယ်ညနေ၄နာရီခွဲမှာကျွန်တော်က6ထိပ်နော်6ထိပ်ဆိုတော့ကျွန်တော်ဒီ1နဲ့4နဲ့ပေါင်းချင်းနော်ဒီက4နဲ့ပေါင်းချင်းဒီ3လုံးပေါင်းချင်း8 9ပေါ့ခင်ဗျာနော်9ရဲ့နက်ခတ်က6ဟုတ်ပြီနော်9ရဲ့နက်ခတ်က6ဆိုတော့ဒီမှာကျွန်တော်တို့ပါထိပ်တော့ပါတယ်6ထိပ်ထိပ်တော့1 4 4ပေါင်းချင်းက8 9 ကိုယ့်ရဲ့နှက်ခတ်က6 6ထိထွက်သွားပြီကျွန်တော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီ၄လုံးပေါင်းခြင်းเนาะအပိတ်ကဒီမှာကျွန်တော်ဒီကဒီရောင်လေးနဲ့ထိုးလိုက်တယ်ဒီက9နဲ့1နဲ့ဒီက1နဲ့4နဲ့ဟုတ်ပြီเนาะဒီ၄လုံးပေါင်းခြင်းเนาะဒီ၄လုံးပေါင်းခြင်း1 5 1 4ပေါင်းခြင်းဟုတ်တယ်တင်ကားလေးလေးပေါင်းခြင်းက1နဲ့9နဲ့ပေါင်းတော့6လေးနဲ့ပေါင်းတော့10 10နဲ့1နဲ့ပေါင်းတော့17 1ရဲ့နှက်ခတ်က ဒီမှာကျွန်တော်တို့ရှေ့အပိတ်ထွက်သွားတယ်။ဟုတ်ပြီနော်။ဒါကဆက်စရနေညနေ၄နိုင်ခွဲတော့တွက်ပြနေတာပါခင်ဗျ။နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။နော်ထိတ်စီကထိတ်စီကြတော့ဒီ၃လုံးပေါင်းခြင်းက၉၉ရဲ့နှက်ခတ်က၆အပိတ်ကြတော့၁၂၃၄လုံးပေါင်းခြင်းက၆၁၁တရဲ့နှက်ခတ်က၈၈ရဲ့အပိတ်နဲ့68ထွက်လာတယ်။နော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပြပါနောက်တစ်ခုကြတော့ဒီနှလုံးပေါင်းခြင်းရဲ့ကျွန်တော်ဒီက၈ သုံးလုံးပေါင်းချင်းเนาะသုံးလုံးပေါင်းချင်းကကျွန်တော်တို့ဒီမှာဗာရမလဲ14ရှင်းနေပေါင်းတော့22နှစ်ရဲ့နတ်ခတ်က4ဒီမှာကျွန်တော်တို့4ထိပ်စီထွက်သွားတယ်ဟုတ်ပြီเนาะ14ရှင်းနေပေါင်း22နှစ်နဲ့နတ်ခတ်က4 4ထိပ်စီအပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကဒီ4လုံးပေါင်းချင်း65 18ဟုတ်ပြီเนาะ65 18လေးလုံးပေါင်းချင်းက6ဒီမှာလဲ6 6နဲ့2 7နဲ့ ရှင်းနေပေါင်းတော့20 3ညရဲ့နှက်ခတ်က9ဒီမှာ9အပိတ်နဲ့40ထွက်သွားတယ်။ဟုတ်ပြီနော်40ကွန်ထရက်သွားပါတယ်9အပိတ်နဲ့ဒါကြောင့်မို့ကျွန်တော်ညနေ4နာရီခွဲမှာဆက်စီရနေ့ညနေ4နာရီခွဲမှာကျွန်တော်ဒီ3လုံးပေါင်းချင်း80 9နဲ့ပေါင်းတော့19 9ရဲ့နှက်ခတ်က6ဟုတ်ပြီ9ရဲ့နှက်ခတ်က6ဆိုတော့ကျွန်တော်6ထိပ်စီတစ်လုံးရပြီ။အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်က2 3ညခွန်9 ဟုတ်ပြီနော်နှစ်3099လေးလုံးပေါင်းချင်းက3ညနှစ်နဲ့ပေါင်းနှစ်ခုနှစ်ပေါင်း9 9နဲ့9နဲ့ပေါင်း88 8ရဲ့နှက်ခက်က1 8ရဲ့နှက်ခက်က1ဆိုတော့ကျွန်တော်တို့က1ပိတ်မယ်ဟုတ်ပြီနော်1ပိတ်တဲ့အတွက်60နဲ့1ဒါကကျွန်တော်20တိုင်းကြခဲ့တဲ့နှစ်ကွက်ပေါ့နော်ဒီကုန်ကျွန်တော်နှစ်ကွက်ပဲထိုးရမယ်နော် main ကွက်နှစ်ကွက်ပဲထိုးရမယ်ကျွန်တော် main ကွက်ကြိုက်တဲ့လူကတော့ main ကွက်နှစ်ကွက်ပဲထိုးပေးပါနော်84 61ဒါနှစ်ခွက်ပဲထိုးအောင်မယ်အရန်ခွက်ထိုးခြင်းနဲ့လူတွဲပေးပါမယ်တရက်နှစ်ခက်က8တရက်ပါဝါက6ကိုပါဝါ4ကိုရက်နှစ်ခက်က6ဒီမှာဆိုရင်ကိုရက်နှစ်ခက်က6ကိုရက်ပါဝါက4ရှင်းနှစ်ခက်က8 10ပါဝါ3အဲ့ဒီမှာမကျော်လို့เนาะအရန်ခွက်ကအပူးချွတ်လာမယ်ဆိုရင်1ကို1လေး1 6လာမယ်ရှိကို6လေး6လာမယ်69 64ကျွန်တော်တို့အပူးဆိုရင်66ရှိမယ် ဟုတ်ပြီနော်66တကွဲရှိမယ်ပြီးရင်689193 686163 48 61 243အပူကတော့တကွဲပဲနော်ကျန်တဲ့ကုနာကျွန်တော်ရုပ်ပေးတဲ့ဟာတွေအရန်ကွက်တွေပေါ့ခင်ဗျဟုတ်ပြီနော်အရန်ကွက်တွေပဲရှိသေးတယ်နော်အားရဒီမှာမှကျွန်တော်တို့ဟိုညနေပိုင်းထိနေမနက်ပိုင်းထိမနက်ပိုင်းထိနေညနေထိနေဆိုရင်နော်87နော်မနက်ထိနေညနေပိနေဆိုရင်87ဒါမှမဟုတ်ညနေကျွန်တော်တို့ညနေထိနေဆိုရင် 64เนาะဒါလေးတွေထိုးလို့ရတယ်ခင်ဗျเนาะ64ပြီးရင်ဒီထိန်းတစ်ခုတပေါင်းရင်64ဒါလေးတွေကအရန်ပေါ့ခင်ဗျเนาะဒါနဲ့အရန်မှာဒုတိယအရေးကြီးဆုံးပေါ့ဒါเนาะပထမ main ကွက်60 64 61ဒါတွေကဒုတိယ main ပေါ့เนาะမင်းတို့ကြိုက်ရင်လဲထိုးပါเนาะမကြိုက်ရင်လဲကြော်သွားပေါ့ခင်ဗျเนาะ ဒီအားလုံးပဲကျွန်တော်တို့ဆက်စီရနေမှာ7နိုင်10မိနစ်ပေါ့ညနေ4နိုင်ခွဲပေါ့အားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ